လုံးပဲမင်္ဂလာပါပရိသတ်ကြီးတို့ယခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကိုယ်အိမ်မက်ကိုကိုယ်တိုင်အသက်သွင်းပါလို့အမိပေးထားပါတယ်။ဆိုင်းနေတတ်တယ်ဆိုရင်ဖြင့်ကျွန်တော်ရဲ့ All in One မြန်မာ YouTube Channel ကို Like and Follow လေးပြုလုပ်ပေးကြပါလို့လေးစားစွာဖြင့်တောင်းဆိုပါရစေခင်ဗျာ။တခါတော့ကမင်းထိန်သမားရဲ့ဒါလီဟာအเจ้าမှာစာစီစာကုန်းရေးဖို့ကြုံရပါတယ်။သူ့ဘဝရဲ့ရည်ရွယ်ချက်အကြောင်းကို စာစီစာကုန်ခုနဲ့မျက်နှာခံရေးပြီးဆီယာမကိုပြလိုက်ပါတယ်။ဒါပေမဲ့ဆီယာမကလက်တွေ့နဲ့နှိစက်မှုမရှိဘူးဆိုပြီးအမှတ်မပေးပဲပြန်ပြင်ရေးဖို့စာစီစာကုန်စာအုပ်ကိုအိမ်ကိုပြန်ပေးလိုက်ပါတယ်။ငွေလဲအလုံးလောက်မရှိအိမ်တွေခြံတွေတောင်မပိုင်တဲ့လူကဘာလို့ခြံကျဲကြီးပုံကဆိုင်ဖို့ဖြစ်နိုင်ပါမလဲ။လို့ဆီယာမကပြောလိုက်ပါတယ်တနာစီယာကောင်းတဲ့ကောင်လေးဟာသူ့ရဲ့အဖေကိုအဲ့ဒီအကြောင်းပြောပြပြီး ူဖေကိုစာစီစာကုန်းကိုဖတ်ပြလိုက်ပါတယ်။သူ့ရဲ့ရီမန်းချက်ဟာမြင်းတွေအများကြီးပိုင်တဲ့ပိုင်ရှင်ကြီးဖြစ်လို့ကြောင်းခြံကျဲကြီးတစ်ခုထဲမှာတရိတ်ဆန်တွေအများကြီးငွေးကျင်ကြောင်းအဲ့ဒီခြံကြီးပိုင်ဆိုင်ကျင်ကြောင်းအဲ့ဒါဆိုရင်တော့သူ့ဖေနဲ့သူဟာမကြာခဏအိမ်ကျောင်းစီရမလို့တော့ပဲအဲ့ဒီခြံကြီးထဲမှာပဲမြင်းတွေငွေးရမှာဖြစ်ကြောင်းပေါ့စိတ်ကူးယူပြီးရေးထားတာဖြစ်ပါတယ်။စာစီစာကုန်းရဲ့အကြောင်းကိုနားထောင်ပြီးတဲ့အခါအဖေလို့သူကသားကိုပြောလိုက်ပါတယ် ဟုတ်ပြီငါသာစာစီစာကုန်းထဲမှာရေးထားသလိုဖြစ်ချင်တယ်ဆိုရင်မိကုံးဟာမင်းလက်ထဲမှာသာရှိရပဲအဆုံးသက်မှာမင်းဟာတကယ်ပဲခြံပိုင်ရှင်တထေးကြီးဖြစ်မလားမဖြစ်ဘူးလားဆိုတာဘသူကမှမသိနိုင်နဲ့မင်းစာစီစာကုန်းရဲ့မိကုံးပဲဒီစာစီစာကုန်းကိုမပြင်ပဲမင်းဆရာမစီပြန်ယူသွားပြလိုက်ပါ အချိန်တန်မင်းဟာဘလိုနီကုန်းမျိုးနဲ့အဆုံးတက်နိုင်လဲဆိုတာမင်းလက်ထဲမှာပဲရှိရာမို့မင်းဟာမင်းဆုံးဖြတ်ပါလို့ပြန်ပြောခဲ့ပါတယ်။ကောင်လေးဟာလည်းသူ့ဆရာမထံကိုအဲ့ဒီစာစီစာကုန်းကိုပြန်ယူသွားခဲ့ပြီးအဲ့ဒီအတိုင်းပဲပေးလိုက်ပါတော့တယ်။ဆရာမကနောက်ဆုံးအစ်စ်အနေနဲ့တတ်မှတ်လဲဒီစာစီစာကုန်းကိုကျွန်တော်မပြေနိုင်ပါဘူး။ဘိတ်ချီနေရာကိုရပါစေ။ကျွန်တော်အိမ်မက်ကိုကျွန်တော်ကိုယ်တိုင်အဆုံးတက်ပြမှာပါလို့ပြန်ပြောခဲ့ပါတယ်။ နာမည်ပေါင်းများစွာကြားတဲ့အချိန်မှာမြင်းထိန်သမားရဲ့သားလေးဟာတကယ်ပဲခြံကျယ်ကြီးကိုပိုင်ဆိုင်ပြီးတရိတ်ဆန်တွေများကြီးပိုင်တဲ့ခြံပိုင်ရှင်ကြီးဖြစ်အောင်ကြိုးစားခဲ့ပါတဲ့သူ့ဘဝရဲ့ဏီကုံသူရေးခဲ့တဲ့စာစီစာကုံးရဲ့အဆုံးသက်ကိုသူလှပစွာဏီကုံချုပ်နိုင်ခဲ့ပါတယ်တဲ့